အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ sharing လုပ်ပေးမှာတော့ TP link sync လောက်တာကြောင်းပဲဖြစ်ပါတယ်အဲဒီကောင်းကတော့ဟိုအင်တာနက်မရတဲ့နေရာကြီးမှာကျွန်တော် sync ကကြီးအင်တာနက်ကိုဟိုပြန်ပြီး sharing လုပ်ပြီးသုံးမှာဖြစ်ပါတယ်အဲဒီကောင်းကကျွန်တော်ဘယ်လိုသုံးမလဲဆိုတော့တော့ sync ကထည့်မယ်ဒီဘေးမှာ LAN ပေါ်နှပ်ပေါ်ပါမယ်အဲအဲ့ဒီနေရာမှာကျွန်တော် internet ပြန်ထုတ်လို့ရမှာပေါ့ဒါမဲ့ wifi နဲ့အနေနဲ့လည်းထုတ်လို့ရတယ်အဲလောလောဆယ်ဒီကောင်ကဟောင်းပေါ့နော်သုံးထားပြီးတဲ့ဟောင်းဖြစ်တဲ့ဒီကောင်ကိုကျွန်တော်အရင်ဆုံးသူ့ရဲ့ configuration အဟောင်းတွေကိုဖြတ်ရမှာပေါ့ဖြတ်မှာပဲကျွန်တော်တို့ဒီကောင်ကို accept လုပ်လို့ရမှာလေအဲ့အတွက်ကိုကျွန်တော်ဆက်စပ်ညီပါဝါကျုပ်ချိုးရိုက်မယ်ပုံမှန် setup လာပြီဆိုတော့ကျွန်တော်အဲ့ reset ခွဲကိုနှိပ်ပြီး reset ချက်မှာဖြစ်ပါတယ်ဒါပေမဲ့အခုလောလောဆယ်တော့ setup လာအောင်ခဏစောင့်ကြည့်လိုက်အောင်ပဲเนาะ အဲတော့အဆက်မှတော့မိငိန်သွားပြီဆိုရင်တော့ဒီစတက်ချာလို့အစင်းတင်ဖြစ်ပြီပေါ့နော်အဲအရင်ဆုံးကျွန်တော်တို့စင်ကက်ကိုထည့်လိုက်မယ်စင်ကက်ကဟိုသူပြထားတဲ့အတိုင်းပဲသူ line လေးနဲ့ထည့်လိုက်မယ်နော်အဲပြီးသွားပြီဆိုတော့ကျွန်တော်တို့ restart clock ကိုနှိပ်မယ်ပြီးတော့ရှေ့ရ state တဲ့မိလေးတွေကိုကြည့်လိုက်မယ်နော်အဲ့တော့မိရတော့ငြိမ့်နေတယ်သူကမှိတ်တော့မှိတ်တော့ဖြစ်လာတယ်ဆိုကျွန်တော် restart clock ကိုလွှတ်လိုက်လို့ရတယ်အဲကျွန်တော် restart ချ ီးွားပြီဆိုရင်တော့သူ့ကိုချိန်ဖို့အတွက် network ကြိုးထိုးပြီးတော့ computer နဲ့ချိန်မယ်အဲကျွန်တော်နောက်ပိုင်း laptop တွေအချိန်ဖို့ဒီဘက်ကောင်းမှာပါတော့ connector တစ်ခုခံပြီးတော့ connector အိမ်မှာဟို router ကိုချိန်ကြည့်မယ်အဲသူ့ပေါ်တော့နှစ်ပေါ်ပါတယ် LAN ရဝန်ရဒါပေမဲ့ရပါတယ်ဝန်ပါပဲထိုးလိုက်မယ်အဓိကတော့သူ့အဆက်ရဖို့ပဲရေးချီတာဆိုတော့ အဲအခုဆိုရင်ကျွန်တော်တို့ကွန်ပျူတာနဲ့ဟို router ကိုချိတ်ပြီးသားဖြစ်သွားပြီနော်အဲဆိုရင် router ကိုကွန်ပျူတာရဲ့အဆက်ရမရကိုအချိန်ဆုံးစမ်းကြည့်မယ်အဲ့လိုစမ်းဖို့အတွက် ram box ကရေ ncp.cpa လို့ရိုက်ပြီးတော့ network connection နဲ့ကိုသွားလိုက်မယ်အဲအဲ့ဒီမှာကျွန်တော်ရဲ့ ethernet 3အဲ့ဒီကောင်ရဲ့ property ကိုတွားမယ်။အဲ property မှာမှာကျွန်တော်တို့ IPv4 ကိုသွားမယ် IPP ဖို့ပေါ်မှာ IP address တွေကို DHCP တွေပဲထားမယ်။နောက်လို့လဲဆိုပုံမှန် router တွေကိုချိန်တဲ့အခါကျရင် router တွေက IP address တွေကိုသူကချပေးတယ်။ချပေးရတဲ့ကျွန်တော်တို့က I ဟို router ချပေးတဲ့ IP address ကိုယူမှဖြစ်တဲ့အတွက် DHCP ကိုထားမယ်။ပြီးတော့အကုန်လုံးကိုပိတ်ပြီးပြန်ထွက်လိုက်မယ်။ကျွန်တော်အဲ့ကောင်ကိုဘယ်လိုစစ်မလဲဆိုတော့နောက်ထပ် RAM box က CMD ဆိုပြီး command box ကိုသွားလိုက်မယ်။အဲ command box ကိုသွားပြီးတဲ့အခါကျတော့ IP config ဆိုပြီးတော့ ကျွန်တော်တို့ရဲ့ second IP address ကဘယ်လောက်ကျလဲဆိုအောင်ကြည့်လိုက်မယ်ဒီမှာပြထားတဲ့ပုံရဆိုရင်192.168.1.100ပေါ့နော်အဲ့ဒါကျွန်တော်တို့ set ရဲ့ IP ဖြစ်တဲ့ gateway ကကျတော့192.168.1.1ဆိုပြီးကျနေတယ်ပုံမှန် gateway ဒီဆိုတော့ကျွန်တော်နဲ့ခြေထားတဲ့ router ရဲ့ IP address ပဲဖြစ်တယ်အဲ့ဒီမှာမှကျွန်တော်တို့က router နဲ့ကြောင်းတဲ့ connection မိမမိကိုသိချင်တဲ့အခါကျတော့ pin code နဲ့ဆင်းမယ် ွင်းဆိုပြီးတော့ router ရဲ့ IP address ကိုရိုက်လိုက်တဲ့အခါကျတော့သူက connection မိနေတယ်ဆိုတာမျိုးတွေ့နေရတယ်။ဒါဆိုရင်ကျွန်တော်တို့က router ကိုကျွန်တော် computer ရဲ့ asset လုပ်လို့ရဖြစ်တယ်။အဲ့တွဲကျွန်တော်တို့က browser တစ်ခုခုကိုဖွင့်လိုက်မယ်။အဲ့ဒီမှာမှကျွန်တော်တို့ရဲ့ router ရဲ့ IP address ကိုရိုက်ထည့်မယ်192.168.1.1ဆိုပြီးတော့အဲရိုက်ထည့်လိုက်တဲ့အခါကျသူပေးချမယ်။ဒါကတော့အရင်ဘတ်ကူတက်ဘောက်တာရဲ့ပေးမယ်လို့။အဲဒါဆိုကျွန်တော်တို့ ် refresh လုပ်လိုက်မယ်음အားဆိုကျွန်တော်တို့ TP link ရဲ့ဟို first page ကိုကြလာပြီเนาะအဲဘာလဲဆိုတော့ကျွန်တော်တို့ router ကိုဟိုဆက်ဆက်ချင်းအသုံးပြုမှဖြစ်တဲ့အတွက်သူ့အတွဲဟို password ကိုတတ်မှတ်ပေးရမှာပေါ့เนาะကျွန်တော် password ကိုတတ်မှတ်ဖို့အတွက် password တစ်ခုခုကိုရိုက်လိုက်မယ်အပေါ်နေအောင်နှစ်ခုလုံးအတူတူပဲရိုက်လိုက်မယ်ပြီးရင်ကျွန်တော် legacy test ဆိုပြီးတော့နှိပ်လိုက်မယ် နဲ့ဒါဆိုကျွန်တော်တို့က router တွေကိုရောက်သွားပြီဖြစ်ပါတယ်အဲကျွန်တော် router တွေဝင်တဲ့အခါကျမှသူအပေါ်မှာ set က၃မျိုးရှိတယ် quick set အရေ basic ရေအပန့်ဆိုပြီးရှိတယ် quick set ကကျတော့သူတို့အမြန်ပေါ့နော် configuration လောက်တာဟိုရိုးရှင်းနေပေါ့နောက်တစ်ခုက basic set အဲ basic မှာဆိုရင်ဘာပါမလဲဆိုတော့ network mesh တွေ internet တွေ wireless တွေပြီးတော့ gas network တို့ဘာလို့ပါမလဲပေါ့နော်အဲ့မှာမှကျွန်တော်အသေးစိတ် configuration ချလို့ရတယ် ဒီကတော့ network mesh ဆိုတာတော့ကျွန်တော်တို့ရဲ့ connection ပေါ့နော် configuration နဲ့ဘယ်လိုချထားတယ်လဲဆိုတာမျိုးကိုကြည့်လို့ရတဲ့ဟာမျိုးပေါ့နော်နောက်တစ်ခုကတော့ internet ပေါ့နော် internet ထဲမှာဆိုဘာပဲပါလဲဆိုတော့ကျွန်တော် network ပေါ့ network mode ပြီးပါမယ်အဲ့ network mode မှာကျွန်တော်တို့က ကျွန်တော်တို့စင်ကပ်ကိုနော်အာ 4G only ပဲသွားမလား3ဟိုဟာ 3G only ပဲသွားမလားပေါ့နော် 4G prefer ပေါ့နော်ဟိုဟာ 4G ရောဥစားပေးဒါပေမဲ့တပြည့်ဟို 3G တပိုက်တွေကိုလည်း 3G နဲ့သွားမယ်ဆိုပြီးတော့ချိန်လို့ရတဲ့ဟာမျိုးတွေပေါ့နော်ကျွန်တော်ပုံမှန်အတိုင်းပဲအာ 4G prefer ကိုပဲယူလိုက်မယ်နော် အဲချမ်းတဲ့ပိုင်းညရောဘာမှမလုပ်တော့ဘူးဒီတိုင်းပဲပုံမှန်တိုင်းပဲထားပြီးတော့တော့ကျွန်တော်စေးလိုက်မယ်။အဲနောက်တစ်ခုတော့ wallet ပေါ့နော် wallet မှာဘာတွေပါမလဲဆိုတော့ wallet မှာ SSID ပါမယ် passport ပါမယ် SSID ဆိုတော့ကျွန်တော်တို့ရဲ့ wifi ရဲ့ name ပေါ့နော်ကျွန်တော်အဲ့နေရာမှာကြိုက်တဲ့ဟာကိုပြီးလို့ရတယ်ပြီးတော့ဒီဘက်ပြီးမှပါတာကျ high SSID SSID ကိုဖတ်ထားမလားပေါ့နော်ဖတ်ထားမယ်ဆိုတော့ SSID ကို wifi ဖမ်းတဲ့အခါကျ SSID ကို manager ရိုက်ထည့်ပြီးဖမ်းမှရမှာဟိုပုံမှန်တော့ မဟိုက်ထားတတ်ဘူးဒီကိုဟာကိုလည်းမြင်လဲမြင်စားလို့မျိုးထားလိုက်မယ်နောက်တစ်ခုကကြောင့် gas network ဖြစ်တယ် gas network မှာလည်းသူ့ဖန်ရှင်လေးတွေပါတယ်အဲ့ဒီမှာမှကျွန်တော်တို့က gas network ကိုတက်တက်ခွဲမလားအားလားပေါ့နော်လောလောဆယ်ကျွန်တော်တို့ကပုံပဲဟိုအင်တာနက်ထွက်ရုံတော့ပဲသုံးမှုမျိုးဆိုတော့ဒါတွေနောက်မှပဲလုပ်တော့မယ်အဲဒီမှာလည်း fashion တွေတော့အများကြီးပါတယ်ပေါ့နော်နောက်နောက်မှပဲကိုယ်ပေါ AC ဆမ်းမယ်ဆိုရင်လည်းအဆင်ပြေပါတယ် ။အဲနောက်တစ်ခု append ပေါ့နော် append နဲ့ဟောကြောင်းဘာလဲဆိုတော့သူက function ကြီးတော့ပုံများသွားတယ်။ဟော state တဲ့ operation mode network smap ဟို wallet တို့ gate network တို့ nat forwarding တို့ဆိုပြီးအများကြီးပေါ့နော်ဒီမှာတော့တစ်ခုချင်းစီပါတယ်။ဟိုတစ်ခုချင်းစီကကြာတော့လေကိုယ်ပိုင်ကိုအေးအေးဆေးဆေးလေ့လာလို့ကြာတာပေါ့နော်လောစအစမ်းလောက်ရသွားပြီဆို။ ဒီမှာ internet internet ဆိုတာကတော့ကျွန်တော်တို့ internet ကအေးချတဲ့ IP address ဖြစ်တဲ့ LAN ကြတော့192.168.1.1ကကျွန်တော်တို့ LAN IP address ဖြစ်တဲ့ဒါကြ wallet ပေါ့နော်အဲနောက်က operation mode ပေါ့နော် operation mode မှာဆိုသူကပါ 3G 4G အာ router mode ရေ wireless router mode ဆိုနှစ်ခုရှိတယ်။ 3G 4G router mode ကကြတော့ sync ကကြီးဟိုဟာလာတဲ့ internet ကိုကျွန်တော် wifi ပြန်လွှင့်တာဖြစ်တယ်။ ဟိုနောက်တစ်ခု wireless router မဟုတ်ကကြတော့ဟိုကျွန်တော် internet ရတဲ့ network ကြိုး one port မှာတို့ဟိုအဲ့ဒီဟာကိုမှကျွန်တော်တို့က wifi ပြန်လွှင့်တဲ့ဟာမျိုး wireless router မဟုတ်လို့ခေါ်တယ်အဲနောက်တစ်ခု network ပေါ့ network မှာလည်းသူက function တွေအများကြီးပါလေဟိုဒါပေမဲ့ကျွန်တော် sync router ဖြစ်တဲ့အတွက်ဟို sync ထည့်ပြီးသုံးတဲ့အတွက်အဓိကတော့ sync function တွေရေပေါ့နော်ဟိုတချို့ဟာတွေက phone phone တွေမှာလည်းတွေ့ရတဲ့ function မျိုးတွေပါပဲ အဲ့ကောင်တွေကတော့တခုချင်းစီပေါ့နော် AACC လေးလာကြည့်လိုက်တော့ဖို့အဆင်ပြေတာပေါ့အဲဒီနေရာမှာတခုကြည့်ရမှာကျတော့ i adwap boo ပေါ့နော် adwap boo ဆိုတာသူက192.168.1.100ကရေ192.168 199တိပေးထားတယ်အဲ့ဒါစာဘာလို့ပြောရလဲဆိုတော့ကျွန်တော်တို့ ဟိုလာချိတ်တဲ့ဟိုဝါလက်တစ်ပိုက်တည်းအိုင်ဘီကြလို့ရှိရင်တရားရေတရား69ဒီအလုံးတရာသုံးလို့ရမယ်ဆိုကြုံသတ်မှတ်ထားတာဖြစ်တယ်အဲ့အတွက်ဟိုဒီ router ကိုလာချိတ်တဲ့ device တွေက IP ကြလို့ရှိရင်တရားကြီးစပြီးတော့199ထိ8ရဲ့အဆင်ပြေတာတစ်ခုခုကို DHCP ကြမှာဖြစ်ပါတယ် နောက်တစ်ခုကလည်း SMS ပေါ့နော် SMS ထဲမှာကြောက်ပါပါလဲဆိုတော့ကျွန်တော် sync ကတဲ့ဟို message တွေပို့လို့ရှိရင်မြင်ရတယ်ပေါ့နော်ဖတ်လို့ရတယ်အဲ့လိုမျိုးပေါ့အာ message တွေကိုကြည့်လို့ရတဲ့ဟာမျိုးပါအဲ့ဒီမှာမှကျွန်တော်တို့က message တွေပို့ချင်တဲ့အခါကျရင်လည်းဟိုပုံမှန်ပို့လို့ပဲနံပါတ်ကိုရိုက်ပြီးကျွန်တော်တို့စာရိုက်ပို့လို့ရပါတယ် နောက်တစ်ခုကတော့ security ဖြစ်တယ်ပေါ့နော် security မှာဆိုရင်ဘာတွေပါမလဲဆိုတော့အဲကျွန်တော် asset control ပါမယ် IP မဲ့အတွက်ဘိုင်းအဲ့ကောင်ကြောင့်ကျွန်တော်တို့ကမှတ်အတွက်နဲ့ဟိုဟာဘလော့တာတို့ဘာတို့ကိုမပေးခြင်းနဲ့ device တွေကို internet မပေးတာတို့အဲ့လိုမျိုးလုပ်တဲ့ပုံစံမျိုးဖြစ်တယ်နောက်တစ်ခုကကျတော့ system 2ပေါ့ system 2ထဲမှာကျတော့ဘာပါလဲဆိုတော့ system time အဲ့မှာကျတော့ကျွန်တော်တို့ရဲ့တိုင်းစုံတွေကိုချိန်ညှိတာတို့ အချိန်ချိန်နာတို့အဲ့လိုမျိုးတွေပါတယ်အဲပြီးတော့ NDP server ပေါ့နော် NDP server ဟို IP ထည့်ပြီးတော့အချိန်ကိုဟို update ဖြစ်နေအောင်လုပ်တာတို့အဲ့လိုမျိုးတွေပါမယ်ပြီးတော့တပတ် information မှာကြောက်ပါပြီးပါမလဲဆိုတော့ကျွန်တော်တို့ရဲ့တပတ်က update ဖြစ်နေလားမဖြစ်နေဘူးလားအဲ့လိုမျိုးတွေပါမယ် back and restore ဆိုတာကျွန်တော်တို့ config တွေကို backup လုပ်တာပေါ့เนาะအဲ့လိုမျိုးပြီးပါမယ်အဲနောက်တစ်ခုကတော့ဟိုဟာဗော reboot ပေါ့เนาะ restart လုပ်တာ device တွေကိုကျွန်တော်တို့က restart လုပ်ချင်ဒီမှာလုပ်လို့ရတယ်ပြီးွားလို့ရှင် auto ဟို restart လုပ်လို့ရတယ်ဘယ်အချိန်မှာ device ကိုဘယ်လိုလုပ်မယ်ဒီဟာကြတော့ကျွန်တော် log တွေကြည့်တာပေါ့เนาะ log တွေကြည့်ရဆိုကျွန်တော်ဘယ်ဘယ်အချိန်မှာဘာတွေပြင်ထားတယ်အဲဘယ်လိုတွေ effect ဖြစ်တယ်ဆိုတာဒီမှာကြည့်လို့ရပါတယ် โอเคအဲဆိုရင်ကျွန်တော်တို့ဟိုဟာ quick set အနေနဲ့ဟိုဒီ router config ခရင်ချမယ်အရင်ဆုံးတိုင်းစုံမှာကျွန်တော်တို့အချိန်ဦးချိန်မယ်ကျွန်တော်တို့ရန်ကုန်က6နာရီခွဲ plat 6ခွဲ6နာရီခွဲကိုရိုက်လိုက်မယ်ဟာဒီနေရာမှာတော့ sync နဲ့ဆိုင်တဲ့ဟာကိုဖြည့်ရမှာဆိုတော့ကျွန်တော်တို့မဖြည့်ပြမလို့ဒါတို့ next နဲ့ပဲသွားလိုက်မယ်အဲဒီမှာဆိုရင်ကျွန်တော်တို့ရဲ့ wireless အဲအဲ့ဒီမှာဆိုရင် SSID name access id တော့ကျွန်တော်တို့ wifi ရဲ့ name ဖြစ်တယ်အဲ့ဒီမှာကျွန်တော်တို့ကြိုက်တဲ့ wifi ရဲ့ name ကိုပေးလို့ရတယ်ကျွန်တော်ဒီမှာဆိုရင် our age တို့ပြီးတော့ပေးလိုက်မယ်အဲနောက်တစ်ခုက passport passport မှာကြောက်လဲကျွန်တော်တို့ကကြိုက်တဲ့ passport ကိုပေးလို့ရတာပေါ့ဟိုကျွန်တော်တို့ wifi ကိုချိန်ရင်အသုံးပြုရမယ့် passport ဖြစ်တယ်ဒီမှာလဲကျွန်တော် passport အဲ passport ကိုကျွန်တော်အဆင်ပြေရာတစ်ခုခုကိုပေးထားလိုက်မယ် ဲပြီးသွားတဲ့အခါကျတော့ကျွန်တော်တို့ next နဲ့ပဲသွားလိုက်မယ်ဒီမှာဆိုတော့ကျွန်တော်တို့ option နှစ်ခုပေးရတာဖြစ်တယ်။ option တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ကဒီဟို router ဆက်ကပြီးမြောက်သွားပြီဖြစ်တယ်အဲ့ဒီဟာကိုကျွန်တော် wireless connection နဲ့ချိန်မလား wire joe connection နဲ့ချိန်မလားဆိုပြီးပေးရွေးတဲ့အဆင့်ဖြစ်ပါတယ်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကဟို wireless connection နဲ့ချိန်မယ်ဆိုတော့ပဲရွေးလိုက်မယ်ရွေးရွေးပြီးတဲ့အခါကျရင်ကျွန်တော်တို့နောက်တဲ့ next နဲ့ပဲနောက်တစ်ဆင့်ကိုဆက်သွားလိုက်ပါမယ်

ဟို device ပေါ့နော်ဖုန်းတို့ laptop တို့ ਆ ရင်ကျွန်တော်တို့ကလှမ်းပြီးတော့ချိန်လို့ရည်ဖြစ်ပါတယ်ဒီကကြရင်ကျွန်တော်တို့ wifi ကိုကောင်းကောင်းမွန်မွန်သုံးပြလို့ရည်ဖြစ်တယ်အဲကျွန်တော်ဒီမှာဆိုရင်ဟို setting တွေတော်တော်များများလေးလေ့လာပြီးဖြစ်ပြီးဟို wifi set လည်းလုတ်ပြီးရည်ဖြစ်တယ်ကျွန်တော်တို့ laptop ਆ ရင်ဟို wallet ကိုမှီလားမမှီလားဆိုတော့စမ်းပြီးချိန်ကြည့်မယ်အဲ့တော့ကျွန်တော်တို့က wifi မှာထောက်ပြီးတော့အော်အဲ့ဒီကျွန်တော်တို့လုတ်ထားတဲ့ power eight ဆိုတဲ့

ကျွန်တော်တို့လက်တော့အချိတ်ပြီးွားဖြစ်ပါတယ်အဲကျွန်တော်တို့အခု wifi ချိတ်ပြီးွားပြီဆိုတော့ internet တကယ်ရမရဆိုတော့စစ်ကြည့်မယ် Google ကိုရိုက်လိုက်မယ်အဲ Google မှာမှာ speed တက်ကိုကျွန်တော်စစ်ကြည့်မယ်ဟို speed ကဘယ်လောက်ရလဲပေါ့နော်အဲ speed တက်စစ်နေအောင်ကျွန်တော်ခဏစောင့်ကြည့်လိုက်မယ် speed ကဘယ်လောက်ထိအများဆုံးရမလဲဆိုတာကိုအဲဒီမှာဆိုကျွန်တော် line လဲတက်လာပြီပေါ့နော် line လဲတက်လာတဲ့ speed လဲထွက်လာပြီဆိုကျွန်တော်တို့လုပ်ခဲ့တဲ့ configuration ကပြီးမြောက်အောင်မြင်သွားပြီပေါ့နော အဲကျွန်တော်တို့လောက်ပြတဲ့ဤတိုင်းဘော်ဒါကြီးလဲကိုဘာနေကိုဆင်းရောက်တာတလုံးရှိလို့ရှိရင်လိုင်စင်ကြည့်လို့ရတယ်နော်အဲဆုံးတိကြည့်ရှုပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်တွေ့ကြမယ်နော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ